အစိုးတော်လာမြရဲ့တည်င်းရှင်လာမြကထိုင်းနိုင်ငံရဲ့နာမည်ကြီးအစိုးတော်တယောက်ဖြစ်တယ်။သူ့ရဲ့ချစ်သူပွင့်လဲနာမည်ကြီးအစိုးတော်တယောက်ဖြစ်တယ်ပြီးတော့တချင်ရေးဆရာလည်းဖြစ်သေးတယ်ရှင်။မနေ့က၃ရက်နေ့နဲ့ပိုင်းမှာလာမြကသူ့ရဲ့ချစ်သူနဲ့သူလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းပို့တစ်ခုတင်လိုက်တယ်ရှင်။ အမြိုက်ကသူ့ရဲ့ဒီချစ်သူနဲ့သူတွဲလာတာ၉နှစ်တောင်ရှိရနော်ရှင့်အမှန်ဆိုချစ်သူလို့ပဲခေါ်လို့လည်းမရအောင်ရှင့်ဘာလို့လဲဆိုတော့နှစ်ယောက်သားအတူတူနေကြပြီတဲ့အိမ်ထဲနေကြပြီအတူနေလာကြတာလဲနှစ်ပေါင်းများနေပြီရှင့်ခွဲတဲ့ကိစ္စလမြိုက်ပြောတာကတော့နှစ်ဦးတဘောတူလမ်းခွဲလိုက်တာလို့ပြောတယ်ရှင့်နည်းနည်းပိုင်းမှာလမြိုက်ကလမ်းခွဲကြပြီလို့ပြောပေမဲ့မနေ့ကမှာတော့ပွင့်တူပြောတာကလမြိုက်သူ့နဲ့လမ်းခွဲရတဲ့အကြောင်းရင်းကတော့သူကလမြိုက်ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရင်ရင်နီနီမနေတက်ဘူးအယောမဝင်တက်ဘူးလမ်းမြေပါပွဲပဲလို့လို့နိတိကူပဲလို့လို့လမ်းမြေရဲ့မွေနေ့ပဲဖြစ်ဖြစ်ပွင့်တူကလမ်းမြေပွဲထဲတိတ်မဝင်ချင်ဘူးဟိုကိစ္စသွားဆရာရှိရဲ့ဒီကိစ္စသွားဆရာရှိတဲ့အကြောင်းမျိုးမျိုးပြောပြီးထွက်သွားတာမျိုးလှုပ်တက်တယ်တရှင်ပြီးတော့ဟိုဟာမစားဒီဟာမစားလှုပ်တက်တယ်အကြောင်းပဲညောက်တာအစင်မပြေပြီးလမ်းခွဲကြရတဲ့အထိဖြစ်ခဲ့တာတရှင်ဒီလိုမျိုးကိစ္စက လွန်ခဲ့တဲ့နှစ်တုန်းကလည်းတခါဖြစ်ဖူးပြီးတဲ့ရှင်အဲ့တုန်းကလည်းပွင့်တူဒီလိုမျိုးအကျင့်လုံးလို့လာမြိုင်ကအဲ့ဆိုတယောက်တနေရခွဲနေကြည့်ကြည့်မယ်လို့ပြောတယ်ခွဲနေကြရုံပဲလမ်းမခွဲဘူးရှင်ခွဲနေကြတာလပိုင်းအကြာမှာတော့အတူတူပြန်လာနေကြတယ်နှစ်နှစ်ပြည့်မှာတော့အခုလိုမျိုးတကယ်လမ်းခွဲသွားကြတာပေါ့ရှင် ညရောကပွင့်တူပြောတဲ့အားလုံးကသူ့အမအဲ့တော့သူ့လမ်းမြိုက်ကိုသွားတောင်းပန်မယ်လမ်းမြိုက်ကိုသွားချော့မယ်လမ်းမြိုက်နဲ့အတူပြန်နေချင်းတဲ့လမ်းမြိုက်မကြိုက်တဲ့အချက်တွေလည်းတူရအောင် ပြင်မယ်လို့ပြောခဲ့တယ်ရှင့်နည်းနည်းမှတော့လမ်းမြိုက်သူပွင့်တဲ့အပြန်အဆင်ပြေသွားပြီလို့ပုတ်တစ်ခုထက်တင်တယ်ရှင့်အမှန်ဆိုတည်င်းကပြီးသွားပြီမလားရှင့်ဒါပေမဲ့မပြီးဘူးဘဲတူကလည်းမတီးဘူးတည်င်းထောက်တွေကိုအချက်လက်တချို့တော့ပေးတယ်အဲ့ဒီအချက်လက်ကဘာလဲဆိုတော့လွန်ခဲ့တဲ့နှစ်တုန်းကလမ်းမြိုင်နဲ့ပွင့် ခဏခွဲနေကြတဲ့အတော်အတွင်းကဖြစ်ပျက်ခဲ့တဲ့အရာတွေရှင် အဲ့ဒီအရာတွေကဘာလဲဆိုတော့ပြည်နယ်လမ်းမြိုင်ခဏတဖြုတ်ခွဲနေကြတော့လမ်းမြိုင်ကသူနေတဲ့တချင်းဌာနထဲက dancer တယောက်နဲ့အဲ့လိုမျိုးချစ်ကြိုက်သွားကြတယ်အဲ့ဒီ dancer ရဲ့နာမည်က bot လို့ခေါ်ရရှင်လမ်းမြိုင်အထင် bot မှာကြီးစားမရှိလို့လမ်းမြိုင်က bot နဲ့တွားရှုံမိတယ်အတူတူတွားနေကြတယ်တခန်းထဲပြီးတော့ပုံလောက်ကြီးတော့လည်းမသိဘူးလမ်းမြိုင်ကလမ်းမြိုင်ရဲ့သူငယ်ချင်းကိုပို့ပေးတာလည်းမသိဘူးဒါမှမဟုတ်အဲ့ဒီ bot ကသူ့ရဲ့သူငယ်ချင်းကိုပို့တော့ပေးတာလည်းမသိဘူး ဘောရဲ့ချစ်သူကဖမ်းမိသွားတဲ့အမှန်တော့ဘောမှာချစ်သူရှိနေတဲ့ဘောရဲ့ချစ်သူနာမည်ကမိုလို့ခေါ်တယ်ရှင်မိုဖမ်းမိသွားတော့သူလက်မခံနိုင်ဘောရှင်ဒါကြောင့်လမ်းရိုက်နာမည်ပြက်အောင်လုပ်မယ်ထွက်ပြောမယ်တတင်းထောက်တွေတီးအောင်အဲ့လိုမျိုးအဲ့နဲ့ဘောကမိုးထွက်မပြောပါနဲ့ငါတောင်းဆိုပါတဲ့အဲ့ဒီအစားငါနှစ်ကိုအတုံးစိတ်တလဘတ်9000ထောက်ပတ်မယ်လေလို့ပြောတဲ့ ဒါပေမဲ့မိုကလက်မခံအောင်ရှင်ဒါကြောင့်ပဲလာမြိုင်နဲ့ဘောရဲ့တချင်းဌာနပိုင်ရှင်ကိုတိုင်ကမိုနဲ့တွိုင်းညှိနှိုင်းတယ်မိုကတချင်းဌာနပိုင်ရှင်ကိုဗတ်ဆယ်တန်းတောင်းခဲ့တယ်ရှင်လာမြိုင်နဲ့ဘောဖောက်ပြန်လို့တူဝန်နေသွားတယ်တူဝန်နေကြည့်အနေနဲ့ဗတ်ဆယ်တန်းတောင်းတယ်တချင်းဌာနပိုင်ရှိကဘတ်စက်တာများလို့နဲ့မပေးနိုင်ဘူးဘတ်နှစ်တန်းတော့ပေးနိုင်တယ်လို့ပြောတယ်ရှင်မိုးလည်းဘတ်နှစ်တန်းကိုလက်ခံပြီးလက်မှတ်ထိုးခဲ့တယ်ဘာလက်မှတ်ထိုးခဲ့တာလဲဆိုတော့ ဘောနဲ့လမ်းရိုက်ပတ်သက်ခဲ့တဲ့ကိစ္စမိုးဘတူကမှသွားမပြောဘူးဆိုတာလက်မှတ်ထိုးခဲ့တာရှင်ဒါမဲ့ဒီနေ့မှတော့နေနေရင်ဒီကိစ္စကပြက်နက်နေတယ်ဘတူကတည်င်းထောက်တွေကိုသွားပြောမှလည်းမတိဘူးမိုးတူပြောတာကတော့သူတည်င်းထောက်တွေသွားမပြောရဘူးလို့ပြောတယ်ရှင်တချင်းဌာနပိုင်ရှိကမိုးကိုဘတ်နဲ့တန်းပေးခဲ့တဲ့ငွေလဲမိုးကိုလကပေးတယ်မဟုတ်ဘူးဘော့ကအဲ့ဒီတင်းဌာနကိုအလုတ်လုတ်ပေးပြီးတင်းဌာနကဘော့ကိုတလဘတ်9000 9000လောက်အခဖြတ်တယ်ရှင့် ပြီးတော့တင်းထက်မှလန့်ဆရာတခုရှိတယ်။လမ်းမြိုင်ကဘော့ကိုတခါတခါအတူတူခေါ်နေရင်ဘတ်တသိမ်းပေးတယ်တရှင်။အဲ့လိုမျိုးတူတူနေတယ်လေ။အဲ့လိုမျိုးတခါနေရင်ဘတ်တသိမ်းတော့ပေးတယ်လမ်းမြိုင်ကပေးတယ်နော်ယောက်ျားလေးကပေးတယ်မဟုတ်။ဒီဘတ်တသိမ်းကိစ္စတော့အမှန်လားမလားတော့မသိဘူး။ကြံတဲ့ဘတ်နှစ်တန်းကိစ္စတော့လမ်းမြိုင်ကိုတိုင်ကထွက်ဝန်ခံတယ်။ပွင့်လဲတိတယ်။မိုးလဲထွက်ပြောပြီးထွက်မပြောသေးတဲ့သူကတော့ဘော့ပဲကြံနေရှင်။ ပြီးတော့မိုတူပြောသေးတယ်သူဖီနုံကန်ချာရဲ့ဟွန်ကဆဲမှာထွက်ရှင်တယ်ထွက်ပြောရှင်တယ်လို့သူပြောသေးတယ်ရှင်ဒီတစ်ခါလမ်းမြိုင်သူပြင်းနဲ့လမ်းခွဲတဲ့ကိစ္စလေးခန့်များဝေဖန်ကြတာကလမ်းမြိုင်ကဘော့ကိုစိုက်မိတော့လို့နေမှာလမ်းမြိုင်နဲ့ဘော့စီမြစ်ပေါ်မှာတူတူကတဲ့အချိန်တွေမှာလဲလမ်းမြိုင်ကဘော့ရဲ့နှမောင်းကိုတွားခိုင်တဲ့အထိတွေလဲလှုပ်တယ်မြိုင်ကဘော့ကိုချိမိတော့လို့သူရဲ့ချစ်သူပွင့်နဲ့လမ်းခွဲလိုက်တာနေမှာလို့ပြောကြတဲ့သူလည်းရှိရတယ်။ဒါပေမဲ့နောက်ဆုံးတော့ပွင့်ကလမ်းမြိုက်ကိုလာတောင်းပန်တဲ့အပြန်အစင်ပြေသွားပြီ ပြောရရင်တွင်ကအရန်စိတ်ရှိပြီးလမ်းမြိုင်ကို ထက်ခါတလဲလဲခွင်လွတ်နားလဲပေးတဲ့သူနေမှာရှင့်ဘယ်လိုပဲဖြစ်တည်တင်းထူးရှင့်ပြန်လာအတက်ပေးမယ်နော်ရှင့်